ားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝစိုးစံအိမ်လက်ရွေးစင်အတွေးဆောင်မစာစုစာအုပ်မှာမရပြိုင်လို့အမည်ရတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။တူတူရေ ဒီလအန်တီစုဂတိခံထားတဲ့အတိုင်းမရပြိုင်ကိစ္စကိုစိုက်ရေးပါအောင်မယ်အမျိုးသမီးကြီးမုံစာအုပ်မှာပါတဲ့အန်တီစုစောင်းပါကိုဖတ်ရတဲ့စာဖတ်သူအမျိုးသမီးတယောက်ကအန်တီစုကိုစာလှမ်းရေးတယ်အမှန်တော့သူ့စာက1998ခုနှစ်ကလေးကရေးခဲ့တာပါအန်တီစုနိုင်ငံခြားထွက်တာနဲ့စာမပြန်ဖြစ်ဘူးစာပြန်ရအောင်လဲသူကလိပ်စာထည့်မပြီးတော့မပြန်နိုင်ဘူးသူ့စာထဲမှာပါတဲ့ အချက်အလက်တွေကို ဖော်ပြရင်အန်တီစုဆွေးနွေးသွားရင်ဖက်ရှင်အင်မေမဂဇင်းပရိသတ်အတွက် အကျိုးရှိမယ်ထင်လို့အန်တီစုရေးသားဖော်ပြတာပါဒီအမျိုးသမီးကဘဟုတုတအတော်ဆုံးနဲ့ခေပညာတဲ့အမျိုးသမီးဖြစ်ပုံရတယ်။သူလိုအမျိုးသမီးတွေဥပဒေနယ်ပယ်၊ပညာရေးနယ်ပယ်၊စီးပွားရေးနယ်ပယ်နဲ့စာပေနယ်ပယ်၊ကျန်းမာရေးခေါ်တဲ့ဆေးနယ်ပယ်မှာအများကြီးရှိမှာပါ။သူတို့ကအန်တီစုတို့လို့ စာရွက်ပေါ်မှာချမရေးပေမဲ့သူတို့ယင်မှာခံစားမှုရောဘဟုတုတရောအပြည့်ရှိတယ်လို့အန်တီစုယူဆတယ်။သူတို့ကနေ့အမျိုးသမီးတွေနဲ့တက်ဆိုင်မဲ့အကြောင်းတွေတလတခါဝင်ရောက်ဆွေးနွေးကြရင်မဂဇင်းပရိသတ်အတွက်အတော်အကျိုးရှိမယ်ထင်ပါတယ်။အမျိုးသမီးကရေးတဲ့စာမှာအမကြီးစောင်းမမှာပါတဲ့မရပြိုင်ကိစ္စကို တင်ပြပေးရစီ1968 69ခုနှစ်လောက်ကခရိယန်တရုတ်ဥစိန် မရက်ကြီးရှိလျက်နဲ့ယူတဲ့ဒေါ်ကြည်ကြည်ကိစ္စကစရဲဆိုတာအမကြီးသိမှာပါအဲ့ဒီခစ်ကဒေါ်ကြည်ကြည်ကိုအနိုင်ပေးနေတာနဲ့သူယူတော့ကဗုဒ္ဓဘာသာထုံးစံအရယူတာမို့ဥစိန်ဟာခရိယံဖြစ်တော်လဲဗုဒ္ဓဘာသာ ဥပဒေအရဒေါ်ကြည်ကြည်လဲတခြားခရိယံမိမကြီးနဲ့အတူပဲအခွင့်အရေးရရမယ်ဆိုပြီး first time မရက်ပြိုင်းဆိုတဲ့စကားပေါ်လာတာပါပဲသတင်းစာရီတဲ့အင်္ဂလိပ်မြန်မာသတင်းစာရီမှာ ဆက်ဆက်ခါနာကြတဲ့မရက်ကြီးတွေဖြစ်မှာပေါ့တောင်နန်းဆန်တို့မဟာဒေဝီတို့စတဲ့နာမည်တွေ ਨੇ ကန့်ကွက်စာတွေရေးကြတာအဲဒီတာကဒီမရက်ပြိုင်ကိစ္စမရေးကြပါနဲ့တော့ဆိုပြီးပိတ်ရတဲ့အထီးဖြစ်တာအမကြီးအသိပါကျမရဲ့ခင်မွန်းအနှစ်38နှစ်ကျော်တစ္ဆာရှိရှိ ပေါင်းလာပြီလို့ပဲသူသာရှုပ်ရင်ဒီဥပဒေကြီးကိုဘယ်လောက်ကျမစိတ်နာမလဲအမကြီးဆိုဘယ်လိုခံစားရမလဲ အမကြီးရဲ့မရပြိုင်ထားနိုင်လေဆိုတာကျမတို့မြမအမျိုးသမီးတွေရဲ့အခွင့်အရေးမဟုတ်ပါဘူးမြမအမျိုးသမီးဇနီးကြီးတွေရဲ့ဘဝမလုံခြုံကြောင်း ပြနေတာပါလို့အဲ့ဒီလိုရေးထားတယ်အန်ဒီဆိုရေးတဲ့စောင်းမမှာ ပါတဲ့မရပြိုင်ကိစ္စနဲ့ပတ်သက်လို့မရကြီးတွေဘက်ကသူတော်တော်စိတ်ထိခိုက်ပြီးမခံမရနိုင်ဖြစ်တယ်ထင်ပါတယ်သူထင်မြင်ချက်ကိုအန်တီဆုစီရေးလိုက်တယ် မရက်ကြီးတွေဘက်ကတွေးရင်ဒီလိုပဲခံစားရမှာပါအန်တီစုရဲ့မြင့်မော်တောင်စောင်းမားမှာပါတဲ့စာပိုက်ကို ပြန်လဲပေါ်ပြပါရစေမြမပြည်တွင်ယာကလွန်ကျူးသောယောက်ျားတချို့ကြောင့်မရငယ်ယူမှုများများလာသောအခါမရငယ်ကိုကာကွယ်သောအနေဖြင့်မရငယ်ဟူ၍မရှိမရပြိုင်သာရှိရမည်အမွေဆက်ခံပိုင်ခွင့်မှာမရပြိုင်သည်မရကြီးနှင့်ဒန်းတူရည်တူအမွေဆက်ခံပိုင်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားတယ် ဒီဥပဒေဒီလေမိမများမယငယ်ဖြစ်ချင်လာအောင် အားပေးတဲ့ဥပဒေမဟုတ်ပါထောက်ပြန်သောယောက်ျားတို့ရဲ့ဆွဲဆောင်မှုကြောင့်ဖြစ်စေအခြေအနေအရရကြောင့်မလွဲမရှောင်သာပဲမယငယ်ဖြစ်ရသောမိမများကို ကာကွယ်ခြင်းဖြစ်သည်လို့အန်တီစုစောင်းပါမှာပေါ်ပြထားလို့အန်တီစုစေတနာကိုလည်းတိလောက်ပါပြီစီရင်ထုံးနှင့်ဥပဒေအန်တီစုစီရေးတဲ့အမျိုးသမီးရော အန်တီစုပါဒီမရပြိုင်ကိစ္စကို ဥပဒေလိုတုံ့နှုံထားမိတယ်။အမှန်တော့မရပြိုင်ကိစ္စဟာတရုတ်အမျိုးသားဥစိန်ခရစ်ယန်ကမြန်မာအမျိုးသမီးဒေါ်ကြည်ကြည်ကို မရကြီးရှိလျက်ယူစဉ်ကအဆုံးအဖြတ်ဖြစ်လာတဲ့မရပြိုင်စီရင်ထုံးပါပဲ။ဒီစီရင်ထုံးဟာဘယ်ဥပဒေပေါ်မှာတည်ပြီးစီရင်ဆုံးဖြတ်တယ်လဲဆိုရင်ဖဆပလအစိုးရလက်ထက်ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများလက်ထက်ထိမ်းမြှားခြင်းဥပဒေကိုအခြေခံပြီးဆုံးဖြတ်ခြင်းဖြစ်တယ်။ဒီဥပဒေကလည်း နိုင်ငံခြားသားသို့မဟုတ်မြန်မာပြည်ပွားဘာသာကြားအမျိုးသားများကမြန်မာအမျိုးသမီးများကိုယူရင် အကာအကွယ်ပေးတဲ့ဥပဒေပဲဖြစ်တယ်။ဒီဥပဒေဟာမရငယ်ထားခြင်းနဲ့မြန်မာအမျိုးသားတွေအတွက်လည်းအဟန့်အတားဖြစ်လာပါတယ်။အန်တီစုအနေနဲ့ကတော့မရပြိုင်ကိစ္စဟာမရငယ်ထားလို့သူယောက်ျားသားတွေကြောင့်ဖြစ်ပေါ်လာရလို့မရကြီးတွေအပေါ်မှာလဲစာနာစိတ်နဲ့တနာသလိုမရငယ်ဆိုသူတွေအပေါ်မှာလဲစိတ်မကောင်းမိဘူး။ ဘာဖြစ်လို့စိတ်မကောင်းဖြစ်ရသလဲဆိုရင်မရက်ကြီးမရက်ငယ်ဆိုသူတွေဟာအန်တီဆုရိုးနဲ့ဘဝတူအမျိုးသမီးချင်းဖြစ်ကြလို့စိတ်မကောင်းဖြစ်ရစာနာသနာမိရတာပါအန်တီဆုရေးတဲ့ပိုးခန်းစည်းနောက်မှငရေခမ်းများဝတ်ထုမှဆိုရင်ယာကလွန်ကျူးယုံတယ်မကရက်ဆက်တဲ့ယောက်ျားသားတစ်ယောက်ကြောင့်မရက်ကြီးရောမရက်ငယ်ရောယောက်ျားတွေရဲ့တဏှာယာကရစ်ပလင်မှာစတဲ့ခံရတဲ့ငရေခမ်းကိုရေးထားပါတယ်ဥပဒေပြုသူဤစေတနာ မရေပြိုင်စီရင်ထုံးကိုပြန်ဆွေးနွေးပြရစီမဆူတို့တချို့မြန်မာတွေကလည်းအင်္ဂလိပ်အုပ်ချုပ်ခံဘဝကနေခုထိပါပဲလူမျိုးသားဘာသာကြားကို ယူကြတယ်အင်္ဂလိပ်ခေတ်နေချက်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာမြန်မာတို့ဘဝကိုတရုတ်ဖော်တဲ့တချင်းတပုတ်တောင်ရှိခဲ့ဘူးလေရွှေကိုယူသည်ငွေကိုယူသည်ပြီးတော့လူကိုပါယူသည်အမျိုးပြောက်မှာစိုးကြောက်လှပါသည်ဆိုတဲ့တချင်းပါပဲများသောအားဖြင့်မြန်မာမတွေဟာတရုတ်ကလားကိုယူကြတယ် စားရေးတောက်ရေးမဖူလုံနာကိုအကြောင်းပြကြတယ်။စီးပွားရေးကြောင့်ယူရတယ်ပေါ့။အိန္ဒိယသားတွေကိုယူတဲ့မိန်းမတွေဘလောက်ဒုက္ခရောက်ကြတယ်လဲဆိုတာပညာဝင်တော့ဥဖိုးကြားရေးတဲ့ကိုတွေ့ဝိထုမေမြမှလည်းဖတ်ကြည့်ပါ။တကယ်အပြင်မှာလဲမြမအမျိုးသမီးတွေကို ကလားတွေရယူစိန်ရွှေအပြည့်စင်ပြီးအိန္ဒိယခေါ်သွားခိုလဲရောက်ဒီစိန်ရွှေတွေချွတ်ပြီးအိမ်မှာကျုံလို့ထားတယ်။ရောက်ခမရောက်မတွေကနှိပ်ဆက်လိုက်မရက်ကြီးကနှိပ်ဆက်လိုက်နဲ့ တချို့မြန်မာမတွေတေးရတယ်။ကလားလင်သားကတော့မြန်မာပြည်ကစိန်ရွှေတွေခိုးထုတ်ခြင်းလို့မြန်မာမကိုမရားအဖြစ်ခုတုံးလုပ်တာပါပဲ။ညနိုးလို့ချစ်လို့မဟုတ်ဘူး။တရုတ်ကိုယူတဲ့မြန်မာမယက်ငယ်တွေလည်းမယက်ကြီးနှိပ်စက်သမျှခံရတယ်။ဒါကြောင့်မြန်မာအမျိုးသမီးကိုယူရင်ဗုဒ္ဓဘာသာထုံးစံအတိုင်းယူတဲ့အတွက်မြန်မာမကိုမယက်ကြီးနဲ့တန်းတူအခွင့်အရေးပေးရမယ်ဆိုတဲ့သဘောနဲ့ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းများခြင်းဥပဒေဟာပေါ်လာရတာပါဒီနေရာမှာ ဥပဒေပြုတဲ့သူကလည်းယောက်ျားတွေမယံငယ်များများယူမိန်းမတွေလည်းမယံငယ်လောက်ကြလို့အားပေးခြင်းနဲ့ရည်ရွယ်ချက်သဘောနဲ့လုပ်တယ်လို့အန်တီစုမယူဆဘူးမြမာမတွေနိုင်ငံခြားသားယူတဲ့အခါအခွင့်အရေးမဆုံးရှုံးမနစ်နာစေခြင်းတဲ့သဘောနဲ့မြမာမတွေကိုအကာအကွယ်ပေးရအောင်ဒီဥပဒေပြဋ္ဌာန်းထားတာပါဥပဒေဆိုတာကလည်းအင်္ဂလိပ်စေး300လို့ side effect ဆိုတာရှိတတ်တယ် ဒါကြောင့်ဒီဥပဒေကိုအခြေခံပြီးစီရင်တဲ့မရက်ပြိုင်စီရင်ထုံးဟာမရက်ကြီးတွေလုံခြုံမှုကို ထိခိုက်လို့မရက်ကြီးတွေမခံမရက်နိုင် ဖြစ်ကြတယ်ဆိုတာကိုလည်းအပြစ်မဆိုတာပါဘူး။စကားဆက်မိလို့ပြောရအောင်မယ်။အင်္ဂလိပ်အစိုးရလက်ထက်ကလေးကမြမာမတွေပဲနိုင်ငံသားသားယူရင် အနှိမ်ခံရတာမဟုတ်ဘူး။မြမာအမျိုးသားတွေကိုလည်းဥပဒေနဲ့နှိမ်ထားတယ်။မြမာအမျိုးသားတယောက်ဟာဘာသာကွဲအမျိုးသမီးကိုချစ်မိလို့နှစ်ဦးသဘောတူခိုးယူပေါင်းသင်းရင် အဲ့ဒီမြမအမျိုးသားကိုဘာသာဖြတ်မှုနဲ့ဖမ်းဆီးတရားစွဲဆိုပြီးထောင်ချအပြစ်ပေးခံရပါတယ်။မြမအမျိုးသမီးကိုဘာသာကြားနဲ့လူမျိုးကဘလောက်ယူယူယူနိုင်တယ်။သူတို့သမီးကြတော့မြမအမျိုးသားကလက်ဖျားနဲ့မထိရဘူး။ဘာသာဖြတ်ဥပဒေနဲ့ကာကွယ်ထားတယ်။မြမပြည်မှာဘာသာခြားနဲ့လူမျိုးခြားကိုမနှိမ်ပါဘူး။ဘာသာခြားတွေကမြမအမျိုးသမီးတွေကိုလက်ထပ်ပြီးအခွင့်အရေးမပေးတဲ့အတွက်မြမအမျိုးသမီးတွေအတွက်လိုအပ်လို့ မြန်မာအမျိုးသမီးများကိုကာကွယ်ဖို့အစိုးရဥပဒေပြဋ္ဌာန်းရတာပါပဲ။နှစ်ဦးနှစ်ဖက်မရငယ်ကိစ္စမှာတော့တစ်ဖက်သေးပြောလို့မရဘူး။ယောက်ျားတွေဘက်ကလည်းတလင်တမယားစနစ်ကိုလေးစားပြီးကာမကုံလွန်ကျူးမှုကိုထိန်းချုပ်နိုင်မယ်ဆိုရင်မရငယ်ကိစ္စမပေါ်နိုင်ပါဘူး။တချို့ယောက်ျားတွေကငွေ ပေါတော့မြုံးဝါကငားဆောင်ဖမ်းတယ်လို့ငွေ ထောင်ချောက်ထောင်ထားပြီးမိန်းကလေးတွေကိုဖမ်းပြီးမရငယ်လောက်ကြတယ်။တချို့မိန်းကလေးတွေဟာ စီးပွားရေးမပြေလည်လွန်းလို့မိသားစုအတွက်အနစ်နာခံပြီးမယံငယ်ဘဝတတ်ဆင်းရတယ်။တချို့အမျိုးသမီးကြတော့ယောက်ျားအပြစ်မရှိဘူး။ငွေကြေးလဲချမ်းသာတယ်။ပညာတတ်အထက်တန်းလွာမှာအလုတ်အကိုင်အခြေတကျရှိပါရဲ့နဲ့။ကာမပိုင်ရှိတဲ့ယောက်ျားနဲ့မယံငယ်လို့သာအမည်မခံတာတိတ်တိတ်ပုံသဘောတူပေါင်းတဲ့မိန်းမများရှိတယ်။ခုခေတ်ကုမ္ပဏီမှာနိုင်ငံခြားသားရောမြန်မာကုမ္ပဏီပိုင်ရှင် boss ဆိုသူတွေနဲ့ မန်နေဂျာရဲ့အတွင်းရေးမှုလုပ်တဲ့အမျိုးသမီးတချို့ဟာသူတို့ဝင်ဝင်နဲ့မမျှတဲ့အဝတ်အစားအမျိုးမျိုးထည့်လဲဝက်ကုမ္ပဏီပိုင်ရှင်ကိုမျက်နှာချိုသွေးခြေတော်တင်ခံငွေချူပြီးမြမအချင်းချင်းလှုပ်ဖို့ကင်မတ်တွေကို ပါဝါပြသူတွေလည်းရှိတယ်။ကို့ဝင်ငွေနဲ့ကိုညတာအောင်မနေပဲလောဘနောက်ကို လိုက်နေတာကတော့မဖြစ်သင့်တာတွေပဲ။ယောက်ျားတွေကိုကြီးအပြစ်ဖို့လို့မရဘူး။နှစ်ဦးနှစ်ဖက်လွန်ကျူးမှဖြစ်တဲ့ကိစ္စ။မိန်းမတွေတကယ်လေလာတော့ ူတပားလင်သားကိုလည်းညှူဆွဲပြီးသူ့ဘက်ပအောင်လှုပ်တယ်။ယောက်ျားကိုမရက်ကြီးနဲ့꽈ခိုင်းပြီးပျောင်ပျောင်တင်းတင်းပဲအဲ့ဒီလူကိုယူလိုက်တယ်။လူကိုရောပစ္စည်းကိုရောလဝက်ကြီးအုပ်အပိုင်စီးလိုက်တော့အဲ့ဒီယောက်ျားခံသွားရတာပဲ။မိန်းမအနေနဲ့မရငယ်မဟုတ်တော့ဘူး။မရက်ကြီးကိုတရားဝင်꽈ရှင်းထားလို့ဒုတိယမရဘဲဖြစ်တော့တယ်။ဒီကိစ္စတွေညနေကြီးပိုင်းမှာကိုရှိတယ်။ကျွမ်းကျင်လိမ္မာစွာနဲ့မရငယ်ဆိုသူကအပိုင်စီးလိုက်တာပါပဲ။ကံ စောစောကပြောခဲ့တယ်လို့စီးပွားရေးကြက်တဲလို့ကာမဂုံလွန်ကျူးတဲ့ယောက်ျားတွေထောင်ချောက်မှာအမိခံရတဲ့မိန်းကလေးတွေဘာသာကြယောက်ျားကိုယူမိတဲ့မိန်းကလေးတွေကံအကြောင်းမလှလို့မယံငယ်ဖြစ်ရတဲ့မိန်းကလေးတွေအတွက်အစိုးရကလည်းဥပဒေပြုတ်ပေးရတယ်။ကံဆိုတာလည်းမယုံမရှိနဲ့။အမ်ဘပါလီကိုကြည်ပါ။ဆွေကောင်းမျိုးကောင်းငွေကြေးပြည့်စုံပြီးအသိပညာရှိပေမဲ့အတိတ်ကံကြောင့်ပြည့်တစားဖြစ်ရတယ်။လူမတန်ကံကိုကြီးမချပါနဲ့ ဆိုခြင်းလဲဆိုတခါတရံအတိတ်ကံကဖန်တီးလာရင်ဘာမှမတက်နိုင်ဘူးအန်တီစုငငယ်ကမေမေရပြောဘူးတယ်တမီးရမရငယ်ဖြစ်ရတဲ့မိန်းကလေးတွေကို တွေ့ရင်ပပတ်ဆက်ဆက်သူများလင် ခိုးတယ်ပါတယ်မပြောပါနဲ့ဘသူမှအငယ်မဖြစ်ချင်ဘူးကို့လင်သားကိုပျောင်ပျောင်တင်းတင်းမရက်ကြီးအဖြစ်ပဲချစ်ချင်ကြတယ်ဝိပါကဝက်ပါလာရင် မရှောင်လွှဲနိုင်ဘူးဒီလိုပဲကိုနဲ့ရင်းစားရတဲ့မိန်းမတွေတွေ့ရင်လည်း ိတ်သုံးလုံးပါညာနဲ့မပြောပါနဲ့သူတို့လည်းဝါသနာပါလို့ဖြစ်တာတွေရှိတယ်လို့စီးပွားရေးကြောင့်နဲ့အတိတ်ကံကြောင့်ဒီဘဝတက်ဆင်းရတာတွေရှိတယ်တဲ့မိမေကစာနာစိတ်နဲ့ပြောတာပါမိမေဝါရကိုလက်ခံလို့မှလက်ခံကြပါလိမ့်မယ်ခုခေတ်မှာလူတွင်ပါလို့နွားကြကြိုက်ကြတဲ့အဖြစ်တွေတွေ့ရပါများတော့လေကြိုက်ဆွဲတက်ဖြတ်တဲ့တရိษံနဲ့ကြားတတဝါကိုရန်သူလို့မမြင်ပဲလူအချင်းချင်းအပြစ်ဖို့ကြတယ်အဲ့ဒီလိုပဲ မရကြီးမရငယ်ပြက်တနာမှလည်းကာမဂုံလွန်ကျူးတဲ့လူသားစားကြားလူသားယောက်ျားဟာဘုံရန်သူဖြစ်ရမှာကိုမေ့ပြီးမိမချင်းမုံတီးပြီးရန်သူလိုဖြစ်နေတယ်လင်းသူမယာစီးပွားရေးအခက်အခဲကြောင့်ပဲဖြစ်ဖြစ်ယောက်ျားဆိုသူတွေရဲ့လော်မာမှုကြောင့်ပဲဖြစ်ဖြစ်မိန်းကလေးတွေကိုယ်တိုင်ကဖောက်ပြန်လို့ပဲဖြစ်စီမရငယ်ဆိုတဲ့ပြက်တနာပေါ်လာရင်မရကြီးလည်းစိတ်မချမ်းသာရ သူများအချစ်ကိုတိတ်တိတ်ခိုးယူတဲ့မယံငယ်လှုပ်သူလည်းစိတ်မချမ်းသာရပါဘူး။နှစ်ဦးနှစ်ဖက်လုံးစိတ်ဆင်းရဲရတယ်။အမျိုးသမီးတွေမှာညီအစ်ဆင်းရဲဟာအဆင်းရဲဆုံးလေဆိုတာဇက်တော်မှာတာရကတစ်ခုရှိခဲ့ဘူးလေ။ဘာယာနတိမင်းကြီးဟာပြည့်ရှင်ဘရင်မဖြစ်ခင်ကတည်းကအိမ်ရှိဇံဘဝမှာကျင်ရရှိခဲ့တယ်။ခမဲတော်နဲ့ရွာဆန်းလို့ထီးနန်းဆန်တဲ့အခါအိမ်ရှိဇံဘဝကကျင်ရတော်ကိုပဲမိဖုရဲ့ကောင်းကြီးအဖြစ်တင်မြောက်တယ်။မိဖုရားကြီးဟာ တနေ့မှသမီးတော်လေးတစ်ပါးဖွားမြင်လာတယ်။ဘယင်ကြီးဟာသမီးတော်လေးကိုအလွန်ချစ်မြတ်နိုးလို့သမီးတော်ကိုမွေးဖွားပေးတဲ့မိဖုရားကြီးကိုလည်းအထူးမြောက်စားတယ်။သမီးတော်အရွယ်ရောက်တော့အင်မတန်လှပါတယ်။အဲ့ဒီအချိန်မှာဘယင်ကြီးကမိဖုရားကောင်းကြီးကိုမေးတယ်။မိဖုရားကြီး အမျိုးသမီးတို့တွင်ညီတိဆင်းရဲသည်အကြီးမားဆုံးဆင်းရဲဖြစ်ပါသနည်းလို့မေးတယ်။မိဖုရားကြီးကဘယင်မင်းမြတ်ကျွန်ုပ်တို့အမျိုးသမီးများတွင်လင်ဒူမယားတို့နှင့် အတူနေရခြင်းသည် အလွန်တရာပင်ပန်းဆင်းရဲလှပါ၏လို့ပြန်ဖြေတယ်။မိဖုရားကြီးအဖြေကြောင့်ဘယင်ကြီးကအမျိုးနိုင်သည်ဖြစ်စေ၊ညင့်သည် ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေသူ့သမီးတော်တယောက်တည်းကိုသာတတ်တတ်မှတ်မှတ်ပေါင်းသိမ့်၍စိတ်ချမ်းသာစွာထားနိုင်မဲ့ယောက်ျားကောင်းယောက်ျားမြတ်ကိုရှာပြီးသမီးတော်နဲ့ပေးစားတယ်။ဒီဇက်အယမိမတို့ရဲ့ဆင်းရဲတကာဆင်းရဲကိုတိလောက်ပါပြီ။ မယံငယ်ကိုအားမပေးပါအန်တီစုပြောပြခဲ့တဲ့မြမအမျိုးသမီးများလက်ထက်ထိမ်းမြခြင်းဥပဒေဟာနိုင်ငံသားသားနဲ့မြမပြည်ပေါက်ဘာသာကြားများကိုယူတဲ့မြမအမျိုးသမီးတွေကိုကာကွယ်တဲ့ဥပဒေအဖြစ်ပြဋ္ဌာန်းထားတာပါအဲ့ဒီဥပဒေဟာမြမအမျိုးသားများကိုပါတက်ရောက်တဲ့အတွက်မြမအမျိုးသမီးမရက်ကြီးတွေမခံမရက်နိုင်မဖြစ်စေခြင်းမူယခုရုံးတော်မှာစီရင်တုံးဥပဒေတစ်ခုရှိသေးတယ်အမျိုးသမီးတစ်ယောက်ကယောက်ျားကွာခြင်းရင် လင်းယောက်ကြားသည်ပေါင်းတင်နေသော မရက်ကြီးအားစိတ်သက်ရေးရာအယညှင်းဆဲနှိပ်ဆက်ခြင်းမန်တယ်တော်ချာဖြစ်စီခန္ဓာကိုယ်ကိုရိုက်ပုတ်ညှင်းဆဲနှိပ်ဆက်သည် ဖြစ်စီ physical torture ပြုလုပ်ရင်ဒီယောက်ျားကိုကွာပိုင်ခွင့်စီရင်တုံးမှရှိပါတယ်မရက်ငယ်နေခြင်းဟာမရက်ကြီးရဲ့စိတ်ကိုပူပန်စေတယ်နှလုံးသားကိုနာကျင်စေတဲ့အတွက် မန်တယ်တော်ချာဖြစ်ပါတယ်ဒါကြောင့်မရက်ငယ်ထားခြင်းကို အာမပေးဘူးဆိုတာပြသနေတာပါပဲ။ ဗုဒ္ဓဘာသာအရမိမိလင်သာမိမိဇနီးမယားရှိလျက်နဲ့သူတစ်ပါးသားမယားကို ပြင်မာကျူးလွန်ခြင်းကိုခွင့်မပြုပါဘူးဘာသာရေးနဲ့ဥပဒေကတားတော်လဲကုသိုလ်အကုသိုလ်ကိုဖွင့်ဆိုတဲ့နေရာမှာလဲမိမိရဲ့ကိုယ်နှုတ်နှလုံးသုံးပါလုံးအပြုတ်အမှုဟာသူတစ်ပါးကိုထိခိုက်နာကျင်စေရင်ဒါဟာအပြစ် မကောင်းမှုအကုသိုလ်ဖြစ်တယ်မိမိရဲ့ကိုယ်နှုတ်နှလုံးသုံးပါလုံးအပြုတ်အမှုဟာသူတစ်ပါးကိုထိခိုက်နာကျင်မှုမဖြစ်ဘူးဆိုရင် ကောင်းမှုကုသိုလ်ဖြစ်တယ်။မိမိရဲ့လင်သားသူတပားကိုစိတ်ညွတ်တယ်ဆိုရင်ဒီမိမနှလုံးသားဟာလောင်ကျွမ်းပူရာမှာပြာကျနိုင်လို့ဒီလိုသားကြီးမယားကြီးစိတ်နှလုံးပူပန်အောင်ယောက်ျားကလည်းမလုပ်တင်တယ်လို့မိန်းကလေးတွေအနေနဲ့သူတပားယောက်ျားကို ချစ်မိရင်ကိုယ်နှလုံးသားตายရစေဖို့ဆန္ဒပြေဖို့သူတပားနှလုံးသားကိုပြာမချသင့်ဘူးချစ်မိရင်တော့နောက်ဆုတ်တင်ပါလေအမျိုးသမီးချင်းစာနာရမှာပေါ့ ဗုဒ္ဓဘာသာအရ၅ပါးသီလမှာကာမေတုမိစ္ဆာစာရကံဆိုတာရှိပါတယ်။သူတစ်ပါးသားမယားကိုပြမကျူးလွန်ခြင်းလို့အတိတ်ပဲဖွင့်ကြတာမှားပါတယ်။ချမ်းမြေစရာတော်ဖရာဖွင့်ဆိုချက်ကတော့ကာမဂုံတို့၌မှားယွင်းစွာကျင့်ခြင်းလို့ဖွင့်ဆိုပါတယ်။စရာတော်ဖရာဖွင့်ဆိုချက်ကပိုပြီးပြည့်စုံတယ်ထင်တယ်။ကာမဂုံတို့၌မှားယွင်းစွာကျင့်ခြင်းဆိုတော့ယောက်ျားမှာတာကြီးမယားကြီးမိန်းမတွေမှာလဲလင်းသားရှိပါရဲ့နဲ့လွတ်လပ်သူနဲ့ဖြစ်စီ လွတ်လပ်သူနဲ့ဖြစ်စီသူတစ်ပါးနဲ့ဖောက်ပြန်တာဟာကာမဂုံတို့၌မှားယွင်းစွာကျင့်ခြင်းပဲဥပရိသတွေဘလို့ပြဋ္ဌာန်းပြဋ္ဌာန်းဘာသာရေးပြည့်ညတ်ချက်တွေဘလောက်ပဲရှိရှိလူဆိုတဲ့ပုထုဇဉ်ဟာလက်တလုံးချာဝီနီးရှောင်ချိုးဖောက်ကြတာပါပဲအမေရိကန်သမရကလင်တန်ကြည့်ဖျားရှိခိုးကြောင်းဖုံးညိရှိလက်ထပ်ပြီးအိုနာကျိုးကန်းတည်သည့်အထိဟီလာရီကိုတစ်စာရှိစွာပေါင်းသိမ့်ပါမယ်လို့ဂရိတစ်စာပြုတ်ပြီး ပေါင်းသင်းခဲ့ပြီမဲ့ဘယံကံဘဝကတမရဖြစ်သည့်အထိသူ့ရဲ့ချိုးဖောက်မှုတွေက အထင်ရှားပါပဲကလင်တန်လို လူမျိုးတွေအများကြီးပါအမေရိကန်ဖြစ်ဖြစ် အင်္ဂလိပ်ဖြစ်ဖြစ်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာယောက်ျားတွေတစ္ဆာဖောက်ခံရခြင်းကိုကဘာနာလို ခံစားရတာပါပဲအိမ်အောင်ရေးမှာတော့ဒေးလ်ကာနဂျီပြောတဲ့စကားကိုတတိရတယ်အိမ်အောင်ဘက်ရှာရမှာလူကောင်းကိုကြီးမရှာနဲ့ကိုကိုတိုင်ကောင်းဖို့လေလူသေးတယ်တဲ့ အဲ့ဒီလိုပဲနှစ်ဦးနှစ်ဖက်ကောင်းဖို့လိုပါတယ်အမျိုးသမီးတွေအနေနဲ့အချစ်ဆိုတာဤအရာကတားဆီး၍မရပါဆိုတဲ့စကလုံးလေးလိုပဲတနေ့နှလုံးသားမှာပေါ်လာမြဲပါအချိန်တန်လို့လင်သားတယောက်ယူခြင်းဟာအပြစ်မဟုတ်ပါဘူးသို့တော့ကို့နှလုံးသားဆန္ဒပြည့်ဖို့သူတစ်ပါးနှလုံးသားကိုနင်းချေပြကြအောင်အပူမပေးသင့်ပါဘူးကိုချစ်နေသူဟာမရက်ကြီးရှိမှန်းသိရင်နောက်ဆုတ်ရမှာပေါ့အမျိုးသမီးရော အမျိုးသားရော တဦးနှလုံးသားကိုတဦးနာကျင်အောင် မလုပ်ရင်မယငယ်တို့မယပြိုင်တို့ပြက်တနာပေါ်เสียမှရှိပါဘူးအိမ်အောင်ရေးဘဝตายာကြမှာပါဤဆောင်မှာရေးဖြစ်အောင်ကုညီတော်ဥပရိပညာရှင်ဦးကျော်ညွန့်အားကျေးဇူးတင်ပါ၏နားဆင်သူပရိသတ်များအားလုံးစိတ်ရည်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင် အားလုံးပဲကျေးဇူးများ၏တင်ပါတယ်ရှင်